俺家住，我把那修了，把那木修了。 ရှုမှတ်မိမိတို့ခန္ဓာပရမတ်တည်းပဲရှုမှတ်ယောဂီဟာခန္ဓာကိုပရမတ်လို့မသိဘူးပြဉ္ညာလို့ပဲမိမောက်ပြောလို့မှတ်ထားတယ်။တော့ဒီအသိပြင်မှုလောက်တာမင်းတို့ခန္ဓာကိုအသိမှားနေပြီ အမှန်ကတော့ဒါတွေပဲလို့သိအောင်အသိပြင်တဲ့လုံအောင်ဓမ္မဝိပဿနာကခန္ဓာပေါ်မှာဖြစ်တာကိုဉာဏ်မှာဖြစ်တာခန္ဓာကိုရှုမြင်တဲ့ဉာဏ်အသိမှန်တဲ့စီမှာဝိပဿနာဖြစ်တယ် ချူဝကြည့်ရမယ်ခန္ဓာရဲ့အမှန်တရားပရမတ်ကိုချူကြည့်လေ့လာတဲ့ညာဟောလက်စာသတ်တော်အမှန်တရားတွေပဲခန္ဓာမှာအဲ့လိုစိတ်ပြောင်းသွားရင်ဒါတရားရဘာမှတော့မခက်ဘူးကိုယ်အသိပြောင်းအောင်လုပ်ရတဲ့ကိစ္စပဲခက်ဝိပဿနာဖြစ်တာလည်းပဲပရမတ်မှာမှဖြစ်တာ ပညာဆိုတာငကူမရှိတာဖြစ်တဲ့အတွက်မရှိတဲ့ဆိုတော့ဝိပဿနာရှုလို့မရဘူးဝိပဿနာကရှိဖို့ရှုတာမြတ်စွာဘုရားဒီခန္ဓာကြီးသဗ္ဗေသင်္ခါရအနိစ္စရုပ်သင်္ခါရဆိုတဲ့ဖောက်ပြန်တဲ့သဘောကြီး နာသင်္ခါရဆိုသိတဲ့သဘောနဲ့စုပေါင်းဖွဲ့စည်းထားတဲ့ခန္ဓာမိမိတို့ရဲ့လည်လာတဲ့ညာပရမစရအမှန်တရားကိုစိတ်ချလက်ချရှင်းဥစွာယုံကြည်ချက်ရတတ်တရားတဲ့ကိစ္စ ပရမသုရအမှန်တရားကိုစိတ်ချလက်ချတင်မိပါအဲ့ဒီမှာအနိစ္စရိအာကာရိနာဆိုတဲ့အပြစ်တို့ဆင်းရဲတို့အဆိုးမရတာတို့ဒီလက္ခဏာကြီးနဲ့ရှုသွားတာအဲ့ဒီလက္ခဏာကြီးနဲ့ရှုနိုင်မှုဒီခန္ဓာစီပရမပဲမိမောက်ကြပုဂ္ဂိုလ်တ attva ပြညာမဟုတ်ဘူးလို့ကိုယ်စိတ်နဲ့ကိုယ်အသိပြောင်းအောင် ပရမသုလေ့ကျင့်ရတယ်ဖောက်ပြန်တဲ့သဘောမိမိတို့ခန္ဓာပေါ်မှာမှတ်ထားတဲ့အမှတ်နဲ့ခန္ဓာရဲ့ဖြစ်ရအပံလေဟာ အဲ့ဒါခြားလာပေါ့မိမိတို့ရဲ့လူအတိအစပြီးပြောင်းအောင်ခန္ဓာကိုယ်ခုညာနဲ့ကပ်ပြီးတော့ဘယ်မလိုက်တဲ့အတိနဲ့သိသိချာချာလေ့လာကြည့်တော့ခန္ဓာကိုယ်မသိရပဲသဘောတရားမငြိမ်မသက်ပြောင်းလဲနေတဲ့ဖောက်ပြန်မှုတွေ ဒါဒီအရင်တွေ့ရတော့အရင်တော့အရက်သေးနေတော့လည်းတွေ့ရပဲပရမသမတိပြဉ္ညာနဲ့နာမတက်တက်ပြီးတော့မိမိတို့ကပရမကိုမသိအောင်ဖြစ်လိုက်တာဟုတ်မိမိတို့သိလာမှတ်လာဘူးတဲ့ပြဉ္ညာနဲ့နာမမတက်နဲ့ခန္ဓာရဲ့သဘောဝတရားတော့ပင်ကိုယ်တိုင်ရှိတယ် ကလုတ်လုံနဲ့ဟောက်ပြန်တယ်ကလုတ်လုံလို့မှတ်တာအရင်မှတ်ဖူးတယ်ပြရဟဲ့ဒီသဘောဒီလက္ခဏာအနည်းနဲ့ပါလဲဆိုတော့မငြိမ်မသက်တဲ့ဖောက်ပြန်ခြင်းပဲဖောက်ပြန်တာအမှန်ပဲအဲ့တော့အသိဉာဏ်ဟာ နမတ္တပုဒ်မှတ်လာတဲ့ပြညတ်ကိုဖယ်လိုက်ဖောက်ပြန်တဲ့အမှန်တရားကိုသိလိုက်ဖောက်ပြန်တဲ့သဘောဒါအမိရင်အမိပြောင်းတဲ့ကိစ္စအမိပြောင်းတာလည်းမရှိတာကိုအရှိလောက်တာမဟုတ်ဘူးရှိပြီးသားအမှန်မှားနေလို့အမိမှားနေလို့အဲ့ဒီအမိပြင်တာ ောက်ပြန်တဲ့သဘောတော်သဘောမောက်ပေါက်ပြီးတဲ့အာထုခါစားယောဂိညာတွေ့ဒီအသည့်ပြောင်းတဲ့ကိစ္စတော်တော်ပြောင်းမိသလားလို့ပြောင်းလို့ရတာအဲ့ဒါ ညဏ်ညာမေးကြည့်ပါစစ်မေးပါဒီခြေတော်မှန်သွားတယ်ဝိပဿနာရှုပြီးကြာသွားဝိပဿနာဒီလိုပရမတ်ကိုရှုပါမင်းတို့အပြီးပရမတ်ဖက်ကိုရောက်မရောက်တောင်းမေးပါစစ်ပါပရမတ်မရောက်ရင်ဝိပဿနာရှုလို့မရဘူး ခန္ဓာကိုယ်ကအမှန်ဖြစ်ရှိနေတာပါတယ်လေမငြိမ်မသက်တဲ့ဖောက်ပြန်ချက်တောင်ဘယ်လိုသိမလဲဖောက်ပြန်တယ်လို့ပဲရိုးရိုးသိဒီပြန်သိတတ်တဲ့စိတ်နဲ့တခြားနေရာလေ့လာကြည့်တော့လည်းပဲသူ့နေရာနဲ့သူ့နီးနဲ့သူ့ဟာနဲ့ဖောက်ပြန်တာလေတွေ့ပါမျိုးစုံ ဘယ်လိုနည်းတွေဟာနေလဲပြောင်းပြောင်းမငြိမ်မသက်တဲ့ဖောက်ပြန်ချက်ကတော့တူတူပဲအားလုံးဖောက်ပြန်တဲ့သဘောပဲဖောက်ပြန်နေတယ်လို့သိတယ်အသိနောက်ပါအကောင့်တွေပဲအခိုင်မာပဲလို့ထင်နေအထင်နေရအနည်းဆုံးလျှော့သွားမယ်ပျောက်သွားမယ် ဒါသည်ပြန်လည်အံတော်အကျိုးရှိပါတယ်။ဒေါဖောက်ပြန်တယ်လို့သိတယ်အသည့်တစ်ခုဟာစိတ်ချလက်ချနှစ်နှစ်ကာကာသိတယ်ဖြစ်အောင်ဖြီးပြီးကြီးဒီကံတော်မှာပုံလေးရတော့ မဖောက်မပြန်တဲ့တည်ငြိမ်ခိုင်မာမှုမရှိတဲ့သဘောဒါသေးချာမှတ်ထားတည်ငြိမ်ခိုင်မာမှုမရှိတဲ့အတွက်ပြောင်းလဲဖောက်ပြန်ကြရတာလေ့လာတဲ့အသိဉာဏ်ဟာမငြိမ်မသက်တဲ့ပြောင်းလဲမှုရွေးချမ်းမှုစိတ်နဲ့သိလို့ရတာအားလုံး သိနိုင်တဲ့ကိစ္စအားလုံးကိုဖောက်ပြန်တဲ့သဘောတည်းလို့သိပါတယ် ခန္ဓာကိုယ်ဆံပြအချီပြလေ့လာတဲ့အသိဉာဏ်နှံ့သွားတဲ့အချိန်ကြတော့ဒီခန္ဓာဖွဲ့စည်းမှာတစ်ခုလုံးဖောက်ပြန်တဲ့သဘောမတူညီတဲ့သဘောဓာရင်းနဲ့ပြည့်နေတဲ့ခန္ဓာကိုယ်ပဲ တည်ကြမှုခိုင်မြဲမှုလုံးဝမရှိတဲ့ခန္ဓာပဲတလုံးလုံးတရောရောတလုံးလုံးတဖြုတ်ဖြုတ်နေပြောင်းလဲဖောက်ပြန်နေတဲ့သဘောတွေပဲအဘိညာပါပါနဲ့ဖြည်းဖြည်းချင်းလေ့လာကြည့်ပါမိမိတို့လေ့လာတဲ့အချိန်မှာခန္ဓာရဲ့ သူ့လောရလမ်းချောင်းတယ်သူ့ဟာဖောက်ပြန်တာတော့အဆက်မပြတ်ဒလဆပ်ပဲသူဖောက်ပြန်နေတဲ့လမ်းစဉ်ကြားဖြတ်ပြီးတော့မိမိတို့ဟာညံကတ်ကြည့်လိုက်ဒီခန္ဓာသဘာဝဗေနီးနေမှာ တည်ကြမှုခိုင်မြဲမှုမရှိတဲ့သဘောတွေပဲသူ့လက္ခဏာကိုသဘောပေါက်လာရင်တောင်ရရင်ပါလာဒီခန္ဓာဖြစ်ရအမှန်ကိုသဘောပေါက်လာရင်ဒီရုပ်နာခန္ဓာတော်တော်သနာစရာကောင်းမဲ့ဖြစ်တယ်นี่มิ้วสง ဖောက်ပြန်နဲ့ပြောင်းလဲတဲ့သဘောတွေနဲ့နှိမ့်ဆက်ခံရတဲ့ခန္ဓာပဲဖောက်ပြန်မှုတိုင်းဟာကတ္တိဆိုတိုက်ခိုက်ပြောဖောက်ပြန်တဲ့လက္ခဏာဖြစ်လာပိလတိ တစ်ခုနဲ့တစ်ခုဖိကျင်းနှိမ့်ဆက်ပြီးတော့ဖောက်ရမှုတွေဖြစ်ကောပတိတစ်ခုနဲ့တစ်ခုတိုက်ခိုက်ပျက်စီးပြီးတော့ဖောက်ရမှုတွေဖြစ်ပိစတိဖောက်ပြန်မှုတစ်ခုနဲ့တစ်ခုဆန့်ကျင်ပတ်တည် တိုက်ခိုက်ပြီးတော့ပြိုကွဲပြီးတော့ပျက်စီးတယ်။ဟုတ်ပြီ။ဒါဒီခန္ဓာရဲ့ဖြစ်ရတယ်။မင်းတို့ညာနဲ့ဒီလိုမသိတော့တလုံးတစ်ခဲတဲ့သန္ဒနာပညာတပေါင်းတစည်းချင်းသမုဟပညာဒါရင်းနဲ့အကောင်အထည်မိမောင်တဲ့ပုဂ္ဂိုလ်လက်တော်လို့လုံးပြီးတော့မှတ်လိုက်

သဘောဝတရားတို့ကတော့ဘယ်ခါမှစုမငြိမ်မသက်ပြောင်းလဲရွေ့ရှားပြီးတော့ဖောက်ပြန်နေကြဟုတ်ကြတဲ့တနည်းအောင်မိမိရရဉာဏ်သက်ဝင်ပြီးတော့ခရုတစိုက်လေ့လာကြည့်။တောင်ကဉာဏ်မှာဝင်လာ ဒုက္ခမြတ်စွာဘုရားလည်းပဲအထနိဗ္ဗာန်ဒီဒုက္ခညာနဲ့ကခန္ဓာကြည့်လို့တော့ဒီခန္ဓာပေါ်မှာဖောက်ပြန်တဲ့သဘောတွေနှိမ့်စက်သိတဲ့သဘောတွေနှိမ့်စက်ခန္ဓာကြောင့်ဒေရှားသိတော့ဒီခန္ဓာပေါ်မှာတော်တော်ညှို့ရှာဖြစ်တယ် လူကျေစရာနှစ်သက်စရာတော်ရစရာစာရစရာဖူလူဘာမှလည်းမရှိအဲ့ဒါကိုလူကျေနှစ်သက်တော်ရစာရစရာမှတ်ပြီးတော့ကိလေသာဖြစ်တာဓာတိမသိဘူးသိရမယ်တရားဖောက်ပြန်တဲ့ဘုံမှာဘယ်လိုမှတော်ရစာရစရာမပါတဲ့ဥစ္စာကိုစိတ်ဆက်စိုးစိုးမြင်ပြသဘောပေါက်သွားရင်ကြာကြာဒီရုပ်သင်္ခါရလေ့လာလို့ တဖော်ဖော်တသုလို့တရှိရှိတမောမောတရွရွဖောက်ပြန်ပြောင်းလဲချက်ဒီသဘောပေါက်တယ်ဒီခါလာမကြီးဘူးပဲမနေတော့အဲ့ဒါညီဝရစိတ်ဟာခန္ဓာမှာအဆက်မပြတ်ဉာဏ်လိလာတော့တွေ့တော့ဓာရီပေါ်မှာအသိများ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 သွားရင်တော့ အေးသမဲ့ဘဝိတ္တုတိယမိမိတို့ရှိမှန်းကျက်ပန်းတိုင်းဖြောက်မြောက်တန်းတော်သွားနိုင်တဲ့လမ်းသွားနိုင်တဲ့လမ်းမကိုရောက်ပြီလို့မြတ်စွာဘုရားကိုရောတိုင်းမဲဓမ္မပရမလမ်းကျွန်ကျပြီမိမိတို့ဒီလမ်းရှောက်သဗ္ဗေသင်္ခါရအနိစ္စ အားလုံးသောယုတ်တခါရနာမခါရစုပေါင်းထားတဲ့ခန္ဓာဒီဖောက်ပြန်ပျက်စီးနေပါလားဓာကိုယ်တိုင်သိနေတဲ့ချက်ပဲဘယ်တော့မှသိသလဲဆိုရာပညာပတ္တိအခုလိုအမောဝတိတတဲ့ဝိပဿနာပညာဉာဏ်ပါတော့သူတို့ရဲ့အဖြစ်မှသိလာတယ်ဓပ္ပတ္တိဆိုတာဉာဏ်နဲ့မြင်တယ်လို့ဆိုတာ အဲ့လိုမြင်တဲ့အမြင်သိတဲ့အသည့်ဟာကြာကြာခန္ဓာကိုယ်လေ့လာတော့ဒီမြင်ရတဲ့မြင်ခွင်းသိရတဲ့သိခွင်းဟာကိုယ်ရမ်းသာစရာမပါတဲ့မြင်ဝေစရာကြီးပဲဒီလိုသဘောပေါက်လာမယ်ဒါတော့မြတ်စွာဘုရားတိပ္ပိဝတ္တလမ်းစဉ်အတိုင်းဧဝံပတံပိကွေသုတဝါရိယသာဝကော ရူပသမိန်ပြီးနေဝင်တီခြေလာတို့ဒီတိုင်းကခန္ဓာကိုယ်ညာနဲ့ကပြီးတော့လေ့လာမယ်ဆိုရင်ရူပသမိန်ပြီးနေဝင်တီဖောက်ပြန်မှုမျိုးစုံပေါ်မှာညီဝင်လေဆက်ပြီးတော့လေ့လာသွားရင်နေဝင်တဲ့ဝိရစတိဓမ္မတက်စံလာမယ်ညီဝင်ကြရင်တော်ရမှုခင်မှာဟုတ်ဒါလက်တွေ့ကြကြ အန္တန်ကြီးမှုတွေတော့ဆိုတွေ့ရတာမှုတွေမရှိတော့ဘူးခင်ဝိရကဝိမုစရိတွေ့ရတာမှုမရှိရင်တွေ့တာသာယာဓာတ်တဲ့ကိလေသာလွတ်တာဒါဆိုရင်လမ်းကြောင်းအနေနဲ့ရတော့ ဝိရဂောတိမဲ့ခေါ်တောရတာမှုပြတ်လာရင်ပဲမဲ့ဝိရဂဝိမုစီကိလေသာလွတ်ပြီးဖို့အဲ့ဒါဖောက်ပြန်မှုကိုနင်းဝေတဲ့စီကနေပြီးတော့တွားတယ်မဲ့ကိုတက်တယ်လားဘယ်လိုတက်မလဲ။ထောက်ပြန်တဲ့ဥစ္စာညှိဥစ္စာဖြစ်လောက်အောင် ညာနဲ့ကပ်ကြည့်နေပါငင်းဝေအန္တန်ကြီးဝေအမတန်ကြီးမလို့ခြင်းစရာခန္ဓာတခါတဲ့တဏှာမှညီသက်မှုမရှိတဲ့ဖောက်ပြန်ပြောင်းလဲချက်တွေပဲဖောက်ပြန်လည်းများလည်းအာလုံးပြည့်စည်ကုန်တာပဲဒေသီဟာအင်းလမ်းဖြောင်းနေပြီပဲ တပြေးပြေးနဲ့ကြက်ကြက်ညီးမှုရာနေပြီးတော့နေဝိနဝုရစတိဝိရာဟုမုစတိသွားရောလုံငန်းအနေနဲ့တော့ဖောက်ပြန်တယ်များများကြီးသိဖောက်ပြန်နေရောလားအခန္ဓာတခုလုံးနေရာအနှံ့ပြဖောက်ပြန်နေပါလား အယူစရာရစရာမရှိတဲ့ဖောက်ပြန်ချက်တွေပဲပြေကုန်ပါလားမကောင်းပါလားယောဂီကကိုယ်အသိနဲ့ကိုယ်ခန္ဓာပေါ်မှာညံမြင်လာကျောသဘာဝရှိဖြစ်တယ် န္ဓာရဲ့ပင်ကိုအမှန်လဘောဉာဏ်မြင့်ချီမပြောင်းလိလောဒါရီသဘောကလောင်းစင်ပဲကြားထဲမှာဖြတ်လန်းနဲ့ဖြတ်တက်စရာမရှိဘူးဒီလောင်းစင်တဲ့သူပေါ်မှာသွားရကြတယ် ဒီတော့မိမိတို့ရဲ့လေ့လာတဲ့စိတ်ဟာခန္ဓာကိုယ်ပေါ်မှာစိတ်ရှိလက်ရှိထားအကဲခတ်တော့မိမိတို့ရှုရမယ်သိရမယ်ခန္ဓာကတော့ထောက်ပြမှုမျိုးစုံမဖြစ်မရှိဘူးမဖောက်ပြန်မရှိဘူး မိမိအသိဉာဏ်မရင့်ကျက်လို့မတွေ့တာပဲရှိမှာဒီသဘောတရားတွေနဲ့ဖွဲ့စည်းတဲ့ခန္ဓာကိုယ်ကဒီသဘောတရားတွေပဲရှိမှာဒါခန္ဓာရဲ့အရှိတရားကိုမိမိတို့အသိဉာဏ်နဲ့ရထာဘုဒ္ဓကြားကြသိနေရတဲ့လုံမမယ် ကိုယ်ခန္ဓာမှာငကူကဒီခန္ဓာဖြစ်အောင်ဖွဲ့စည်းရတဲ့အမှန်တရားသူတို့ပဲအမှန်လည်းသူတို့ပဲရှိနေတရားထုတ်တဲ့ယောဂီကသူတို့ကိုသိဖို့လုပ်တာမင်းကြီးရှုတော့မှတမျိုးတစ်ခုခန္ဓာကဖြစ်လာတာမဟုတ်ဘူးမူလကမ္မထာဆိုတာငကူပင်ရဲ့အရှိ အသိဉာဏ်မှန်မှန်သိဖို့အတွက်တရားအားထုတ်တယ်မင်းတို့ဒီခန္ဓာကိုအမှန်သိတဲ့အသိမဟုတ်တဲ့ပြဉ္ညနေရရကိုတဲ့အရင်ပြဉ္ညနေရရောက်နေတဲ့လူကြီးမိဘတွေဟာအတားလူပဲယောက်ျားမိန်းမပဲခေါင်းကူချီလက်ပဲဒီလိုပြဉ္ညသုံးသင်မှုနဲ့ ကိုယူလာတဲ့ပရမကုမေဒါလောကပညာကိုနှလုံးမသွင်းခန္ဓာရဲ့ပင်ကိုအရှိအရှိတိုင်းပြီမြတ်စွာဘုရားဘိက္ခူချစ်သားလို့သမ္မာဒိငြိမ့်သက်မှုကိုဘာလို့ဆက်ပြောကြအောင်လဲစိတ်ငြိမ့်သက်ဖို့ဘယ်လိုဆိုင်ပါလဲ ဘေဝေချစ်သားတို့သမားကြီးတော်ငြိမ့်သက်တဲ့စိတ်ယထာဘုဒ္ဓံခန္ဓာရဲ့အမှန်တဘာဝဆိုရယ်ယထာဘုဒ္ဓသဘာဝကိုအပ္ပဇာလိုက်အပြားအဖြစ်သိခန္ဓာရှိပြီးသားမိမိစိတ်မငြိမ်လို့မကြည့်တတ်လို့မသိတာအရှိပြီးသားခန္ဓာရဲ့အမှန်တဘောအမှန်တိုင်းသိဖို့လို့ စိတ်ညီထားပြီးတော့ကြည့်ရအလုံးပဲဘာမှစိတ်ကူးနဲ့ကြံစည်ပြီးတွေးတော်ယူရတာမဟုတ်ဘူးနောက်တွေးရမြင်ရသိရမကိစ္စကြီးလည်းပဲခန္ဓာအလွတ်တခြားတစ်ပါးလာတဲ့ကိစ္စလည်းမပါဘူးယူယူရှင်းရှင်းလေးပြင်းတော့ပြင်းတိုင်းကိုယ်စိတ်ကအမှန်မသိတတ်လို့သိတတ်အောင်လို့သိတတ်တဲ့ဉာဏ်ကိုတွဲပြီးတော့ခန္ဓာကိုလေ့လာတာဒါသိသိချာချာခိုင်ခိုင်မာမာမှတ်ပါ တရားအထုတ်တရားရမဆိုအပြင်ဘက်ကပဲပါဒီတရားဒီမြင်လာတော့မလို့လူရလာတော့မလို့လူအောင်းမိတယ်ခန္ဓာနေရောနိဗ္ဗာန်ဒီခန္ဓာနာယုတ်ချုပ်ပြတ်သွားနိဗ္ဗာန်ဣမတမေယောဗျာမမတိလောကေသလောကသမုဒိသလောကနိရောဓေသလောကနိရောဓေကာမိနိပတိပတေသပညာပေမိ သိရမယ်သစ္စာဒီခန္ဓာမှာရှိတယ်။နာဤတော်ဒူရီဘူးတပါခန္ဓာဝဇာကြည့်ပါဘဝကံကိကရိတိအပြင်ထွက်ပြီးတော့မရှာနဲ့မရဘူးတဲ့ခန္ဓာကဘာဝကိုလေ့လာဒီခန္ဓာမိမိတို့မိမောက်ကြလို့ပြဉ္ညာနဲ့မှားနေလို့ခန္ဓာအရှိပရပကဘာလဲဆိုပြီးတော့ကြည့်တော့ဖောက်ပြန်တဲ့သဘောအမှန်တူပြည့်တဲ့သဘောတွေအဟုတ်တူဒါတွေဖြစ်တာ အဲ့ဒီအမှားဒါပဲဆိုတော့ဘာမှမင်းပြီးတော့အနာခံပြီးတော့ခံတော်မှာရှာဖူးစရာလည်းမလိုဘူးကြံဖာစရာလည်းမလိုဘူးအရှိကိုရှိတဲ့အတိုင်းမှန်မှန်လေးပြီးတော့အချိန်လဲတော့ အမှန်ကိုသိတတ်တဲ့ဉာဏ်ပညာလူတဲ့အတွက်အားထုတ်တာကာယအခြေပြီးတော့